က်လက်ပြီးဗိုလ်တော်ဘူးသားသမီးတွေတပတ်တာကံ့ညွန်မာကိုလမ်းညွန်မြှောက်ယူသွားမှာဖြစ်တဲ့အတွက်16ရက်နိုဝင်ဘာလနောက်နဲ့25တနင်္ဂနွေနေ့ကနေပြီးတော့22မှာ2ရက်နိုဝင်ဘာလနောက်25စနေနေ့ပေါ့ဒီကလာအတော်တွင်းမှာဗိုလ်တော်ဘူးသားသမီးတွေရဲ့ကံ့ညွန်မာကိုကြည့်လိုက်ကြရအောင်ကေဘရဘူးသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာတော့ကိုလုံရင်လုတ်တယ်လို့အကျိုးရှိမယ်ကိုကြိုးစားရင်ကြိုးစားတယ်လို့အရာထင်မယ်ဆိုတဲ့ကာလဖြစ်တယ်ဘာမှမလုပ်ရင်ဘာမှအရာမထင်ဘူးဆိုတဲ့အာမျိုးပြောလို့ရတယ် အဲ့တော့လုံနိုင်တဲ့လောက်အကျိုးရှိမယ်စ조사ဖို့တော့လိုတယ်အဲ့တော့လောက်ကန်စီဝိုင်းနဲ့ပတ်သက်ရင်ကိုကျိုးပန်းစီမံတာမျိုးတွေအဲကိုဘက်ကလုံနိုင်ရင်အခု조사သလိုလေးတော့ဖြစ်လာဆိုတဲ့ကာလာဖြစ်ပါတယ်အဲ့တော့ရဲရဲဝင်းဝင်းနဲ့조사ပါလောက်ကန်မှာဇွဲကောင်းမှာဒါဆိုရင်တော့ကို조사တာလေးတွေကဟလာအရာထင်လာမယ်ရှစ်တူးလာမယ်လို့ပြောလို့ရတယ်ငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာလက်ပတ်ခံရတာအညာခံရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့အတင့်မရဘူးလို့တယ်သတိထားဂိူးဆိုင်ဖို့လို့တယ်တစ်ဖက်မှာလည်းငွေကြေးနဲ့ပတ်သက်ကိုယ်မဆာကူညီမဲ့သူဆိုတာရုတ်တရက် ွားကနေပေါ်လာတတ်တယ်အခြေအိမ်တော်ကြီးမှာတော့ပြဿနာတက်တာအဆင်မပြေဖြစ်တာစိတ်ညစ်စရာတွေကြုံရတာမျိုးတွေကြုံရတတ်တယ်အဲ့တော့ပုံမှန်အဆင်ပြေအောင်မှဒီကာလဒီတပတ်တာမှာတော့နည်းနည်းသတိထားပါပညာဆိုင်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဖြေဆိုမယ်လောက်ကင်မယ်ဆိုရင်အောင်မြင်မယ်ရဲဝင်လောက်ပါအရေးကြီးတဲ့ဇာတ်တွေပြောဖို့ရှိတယ်အရေးကြီးတဲ့ခရီးတွေထွက်ဖို့ရှိတယ်ဆိုလို့ရှိရင်လောက်ပါထွက်ပါအရှင်ပြပါလိမ့်မယ်ပြောပါအောင်မြင်ပါလိမ့်မယ်အဲ့တော့ကျမကြီးကျမကြီးနဲ့ပတ်သက်ရင်လည်းဒီတွဲမှာပူစရာမလိုဘူးကျမကြီးမကောင်း ခဏခဏခြူကြနေတဲ့သူတွေရှိတယ်စေုံစည်းကန်တက်နေရတယ်ဆိုရင်တော့မှဒီတစ်ပတ်မှာပြန်လဲတက်တာကောင်းမွန်လာဖို့ရလမ်းအခွင့်ရှိပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကံကောင်းတဲ့တဲမှာအနှစ်ချုပ်အဖြစ်ပါဝင်နေတဲ့ဗုဒ္ဓဘုရားသမီးမိတ်ဆွေတွေဖြစ်ပါတယ်အဲ့တော့မိမိလှုပ်ရှင်ပြည့်ကျင်တော့ဒီတစ်ပတ်မှာကြိုးစားပါဖြစ်နိုင်ပါတယ်ကံတရားမျက်နှာသာပေးပါရဲ့ဒီဘက်ကံကောင်းလက်ရှိကဏ္ဍဒီခုနှစ်ကဏ္ဍမှာအကျိုးပေးတဲ့အကြောင်းဒီခရမ်းရောင်မှာဗုဒ္ဓဘုရားသမီးတွေအတွက်ပါ